ျွန်တော်တို့တွေအကုန်လုံးမှာဘင်းနားမှာထိုင်ပြီးငေးကြည့်ခဲ့ရတဲ့အချစ်ဦးဆိုတာရှိပါတယ်။အဲ့ဒီအချစ်ဦးတွတ်တာဆိုလို့ရှိရင်မီးပင်လယ်ပဲဖျက်ရဖျက်ရလေပေါ်မှာပဲတိုက်ဆောက်ရတိုက်ဆောက်ရအကုန်လုံးကိုရအောင်လုပ်ပေးမှဖြစ်ပါတယ်။ OPDO ကရင်းထွက်ဘဲချင်းမဆိုအသက်ကိုဆွလွန်ပေးဖို့အတွက်အရန်သိဖြစ်နေပါတယ်။ဒါပေမဲ့သူကိုယ်တိုင်အသက်ပေးခဲ့တဲ့တငယ်ချင်းကသူအချစ်ဆုံးသူကိုတက်လိုက်တဲ့မြင်ကွင်းကိုတွေ့လိုက်တဲ့အချိန်မှာတော့ပြောင်းလဲသွားခဲ့ပါတယ်။ဒါပေမဲ့အကြောင်းမဲ့တော့အခါခါရှိကရင်းကိုတက်ပစ်လိုက်တာမဟုတ်ပါဘူး။ခေခါကူရဲ့ရွာရဲ့ရှင်နူပေတွေကရင်းရဲ့ခန္ဓာကိုယ်ထဲကိုတုံးပြီးမိစ္ဆာထည့်လိုက်ပြီးရင်းကွန်နိုဟာရွာကိုရောက်တဲ့အချိန်ဖြစ်စည်းဖို့အတွက်ကြံစည်ခဲ့တာဖြစ်ပါတယ်။ရင်းက တသူ့ကိုယ်သူတက်တဲ့အပေါ်အတွက်ဒါမှမဟုတ်ခါခါရှိကိုတက်ပေးဖို့အတွက်တောက်ဆိုခဲ့ပါတယ်ပထမကတော့ခါခါရှိကညင်းဆုပ်လိုက်ပါတယ်ဒါပေမဲ့ရွာရဲ့ထက်လူကြီးတွေကရွာအတွက်ရင်းကိုတက်ဖို့အတွက်အဆုံးဖြတ်ချက်ချလိုက်ပါတယ်ခါခါရှိကရင်းကိုကယ်ဖို့အတွက်ကြိုးစားပေမဲ့မဖြစ်နိုင်တော့တဲ့အချိန်လေးမှာသူကိုယ်တိုင်ပဲချီထိုးရင်းနဲ့ရင်းကိုထိုးတက်လိုက်ပါတယ်ချိန်တန်းမှာပဲအဲ့ဒီဖြစ်ဖြစ်ကိုမြင်သွားတဲ့ OP တို့ကဒေါသကြောင့်အမှန်ကိုမမြင်နိုင်တော့ပဲမာတာရာရဲ့လှည့်တောက်မှုအောက်ကိုရောက်သွားခဲ့ပါတယ်ကိုနိုဟာရွာကိုဖျက်ဆီးဖို့အတွက်ကိုဝင်းမိတ်ဆာကိုတုံးချပြီးသူ့ရဲ့ဆရာဖြစ်တဲ့မီနာတိုနဲ့နိုင်ရိုရဲ့အမေခူရှင်နာကိုလည်းတက်ခဲ့တယ်လို့ကိုနိုဟာရွာကိုတိုက်ခိုက်ပြီးတဲ့နောက်မှာမ န်လောက်သေးဘူးလို့ခံစားရတာကြောင့်နောက်ထပ်ဒုတိယတစ်ကြိမ်တိုက်ခိုက်ဖို့အတွက် plan ဆွနေတဲ့အချိန်အီတာရှိကအပေးတစ်ခုနဲ့တားလိုက်ပါတယ်။အဲ့ဒီအပေးယူကကိုနိုဟာရွာကိုမတိုက်ခိုက်ပဲထားရင်အူချီယာမျိုးနွယ်စုတစုလုံးကိုတတ်ပေးမယ်လို့အီတာရှိကကတိပေးခဲ့ပါတယ်။အိုဘီတိုကလည်းသဘောတူလိုက်ပါတယ်။တိုဘီဖြစ်ရုပ်ဖြစ်ထားစေမှတော့မှယင်းအမတ်တရတွေကိုဘယ်တော့မှမေ့မသွားခဲ့ပါဘူး။သူကရင်းကိုပြတ်တွေ့နိုင်ဖို့အတွက်ကောရင်းလိုမျိုးဘယ်သူမှမခံစားရအောင်လူသားတွေအကုန်လုံးကိုအိမ်မက်ကဘာတဲမှာပျော်ရွှင်ဖို့အတွက် Infinite တစုယုံမီ plan ကိုအကောင့်ထပ်ဖော်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အိုဘီတိုကရင်းအတွက်သူလုပ်ပေးခဲ့တဲ့အရာတွေကအမားတွေဆိုတာကိုနားလည်သွားပြီးနောက်နောက်ရသွားခဲ့ ဲ့ပါတယ်သူ့ရဲ့ချစ်ကအရင်ပြစ်ထန်လုံလို့ကဘာကြီးကိုတောင်ပြောင်းလဲဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးတော့သူလုခဲ့တဲ့ယာရီကုံလုံးကမှားယုံနေတာဆိုတော့ကိုသဘောပေါက်သွားခဲ့ပါတယ်အချစ်တော့ကဘာကြီးကိုပြောင်းလဲဖို့အတွက်ကြိုးစားခဲ့တာ OP2 တယောက်တည်းတော့မဟုတ်ခဲ့ပါဘူး Dracula ဆိုရင် OP2 တဲ့ကျန်းတဲ့နီလန်တွေနဲ့ကဘာကြီးကိုပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်ဒီကားကိုမသိသေးတဲ့သူတွေအတွက်ကောမလေးတယောက်ကသူ့ရွာကိုကူညီဖို့အတွက် Dracula စီမှာစိတ်ပညာလာသင်ယူပါတယ်သူ့ရဲ့တမူထူးခြားတဲ့အပြုမှုတွေကြောင့် Dracula ကသူ့ကိုသဘောကျသွားပြီးကူညီပေးခဲ့ပါတယ်နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်လက်ထပ်ခဲ့ပြီးကောမလေးတင်မိထားတဲ့အတိုင်း Dracula ကလူအမှုအကျင့်အပြုမှုတွေအတိုင်းစစ်တုံးခဲ့ပါတယ် ယ်ဒါပေမဲ့အဲ့ဒီအခက်ခါကဘာသာရေးယူဆွဲတွေရှိသေးတဲ့အတွက်ဖုန်းကြီးတွေကကောင်းမလေးကိုစုံမလို့ဆွဆွဲပြီးမီရှိုးတက်ဖြတ်ခဲ့ပါတယ်ဒရကူလာအိမ်ပြောက်တဲ့အခါမှာတော့တေသွားတဲ့သူ့ရဲ့မိမတဲ့ရင်ကိုကြားလိုက်ရတော့ဒေါသထွက်သွားပြီးလူသားမျိုးနွယ်အကုန်လုံးကိုတက်ဖြတ်ဖို့အတွက်ဆက်တင်ပါတော့တယ်တကယ်လဲငွေကင်းစကလေးကအစတက်ကြီးရော်အုပ်ထိတက်ခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့သူလဲသူ့ကိုယ်တိုင်မွေးထားတဲ့သူ့သားရဲ့လက်ချက်နဲ့ပဲတေသွားခဲ့ပါတယ်ငရေပြီကိုရောက်သွားတော့သူ့အမျက်တနှုန်းချက်ခဲ့ရတဲ့သူ့ရဲ့မိမနဲ့ပြန်လည်ဆုံဆင်းခွင့်ရသွားပါတယ်မမီတိုက်ကြိုက်တဲ့ဝိုင်ဟူးတွေလဲဆုံဆုံလင်းလင်းတွေ့ရသလိုခွေးဖြစ်နေတဲ့သူတွေတော့လည်းကြီးတင်ပါတယ်ဒီ animation က animation နဲ့နောက်တိုင်း animation ကိုပေါင်း ထတယ်လို့တော့ပြောလို့ရပါတယ်။ story line ကကြည့်ပြီးရင်ထက်ချစ်ချင်လောက်အောင်ကောင်းပြီး animation တွေကလည်းအရင်လှလုံးတဲ့အပြင် plot တွေကလည်းမထင်မှတ်ထားစရာတွေကို strike ဆိုဆိုကြည့်နေရတာဖြစ်ပါတယ်။အထက်အောင် Titan လို့သူထက်တန်ရုံအခန်းတွေကိုကြိုက်တဲ့သူတွေအတွက်ဒီ animation ကအကောင်းဆုံးဖြစ်မှာပါ။နောက်ထပ်တစ်ယောက်ကတော့ကိုချစ်တဲ့သူအတွက်ရှေ့တမျှအကုန်လုံးကိုပုံအပ်ပြီးကိုယ့်ရဲ့အသက်ကိုယ်တောင်ပြစ်စစ်ခဲ့တဲ့သူတစ်ယောက်ကတော့ Amanda Misa ပဲဖြစ်ပါတယ်။ Amanda Misa က typical တဆင့်ခီရာကိုတီးသွားခဲ့ပြီး Captain Shin ဖြစ် like ကိုတတ်မှတ်ခဲ့ပါတယ်။ Shimika မိမျက်လုံးကိုလဲလဲပြီးတဲ့နောက်မှာတော့ like ကခီရာဆိုတာကိုတီးသွားခဲ့ပြီးအယုံမှုဖြစ်သွားခဲ့ပါတယ်။ Misa က like ကိုဘယ်လောက်ထိကြောင်ချစ်ခဲ့တယ်လဲဆိုရ ရင်ဓာတ်ရဲ့ပလန်အတွက်သူ့ကိုယ်သူအနေဖြစ်စေနိုင်တဲ့လုပ်ရက်တွေကိုခဏခဏလုပ်ခဲ့ပါတယ်။ဥပမာအနေနဲ့သူ့ရဲ့နောက်ထပ်တက်တန်းတက်ဝက်ကိုရှီမီကာမီမျက်လုံးနဲ့လဲလှယ်ခဲ့ပြီးလိုက်တိတ်ဆုံးသွားတဲ့အချိန်ရောက်တော့လိုက်ကိုချစ်တတ်စိတ်နဲ့ပဲသူ့ကိုယ်သူအဆုံးစင်ခဲ့ပါတယ်။ဒါပေမဲ့လိုက်ကတော့မီဆာကိုလုံးဝကိုမချစ်ခဲ့ပါဘူး။ဖြစ်ချင်အောင်ဟန်ဆောင်ပြီးမီဆာကိုခဏခဏနေရုပ်တရုပ်လိုတုံးချခဲ့တာဖြစ်ပါတယ်။မသိရင်သူမကဘရာဒါတို့ကိုတုံးချခဲ့တဲ့လိုပုံစံမျိုးပေါ့။ဟုတ်တယ်မလား။ဟဲ့ဟဲ့။ဖန်ဖတ်အနေနဲ့တနုတ်ရဲ့ဖန်တီးရှင် တဆုကူမီအိုဟာပါကတနုတ်ရဲ့အယောင်ကိုပန်းရောင်အဖြစ်စီစဉ်ထားခဲ့ပေမဲ့လည်းဇလန်ရဲ့အရေးကြီးမှုနဲ့နည်းနည်းတဲ့ဒိဗက်ကိုဖုံးဆော်ဖို့အတွက်အနေရံကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ချက်ကမီဆာကလိုက်တဲ့အသက်နှစ်နှစ်ကြီးပါတယ်။မီဆာကအသက်19နှစ်ဖြစ်ပြီးအထက်တန်းကျောင်းသားအရွယ်လိုက်ကတော့18နှစ်ပဲရှိပါတယ်။ပြောရရင်မမနဲ့မောင်အချစ်ဇလန်လို့တော့ပြောလို့ရပါတယ်။တနုတ်ကိုဘာသာရေးဆက်ရင်မှုကြောင့်တရုတ်နဲ့ရုရှားနဲ့တခြားနိုင်ငံတွေမှာလည်းအကြမ်းဖက်မှုကိုဖော်ပြထားတယ်ဆိုပြီးဗန်းနာပါတယ်။ကျွန်တော်တို့ဘဝမှာအထောင်အားအချစ်ကအရေးကြီးတယ်လို့928အချစ်ကလည်းအရေးကြီးပါတယ်။လူလူကသူညီမလေးမြေစင်ကျင်းတဲ့စစ်ပွဲတွေကင်ဝင်ပြီးလုံခြုံတဲ့ကမ္ဘာကြီး ီးကိုဖန်တီးဖို့အတွက်ကဘာကြီးနဲ့ဆက်ခင်းခဲ့ပါတယ်။ကဘာပေါ်မှာရှိတဲ့ပဋိပက္ခတွေလူမျိုးရေးခွဲခြားမှုအနာရှင်လူမျိုးတုံးတက်ဖြတ်မှုတတတာတွေအကုန်လုံးကိုရက်တက်ပေးခဲ့ပြီးကဘာပေါ်မှာရှိတဲ့လူတွေအကုန်လုံးကသူ့ကိုအနာရှင်ဖြစ်မြင်အောင်လုပ်ခဲ့ပါတယ်။သူတိတ်ဆုံးသွားတဲ့အချိန်မှာတော့သူ့ညီမလေးအမြဲတမ်းနေကျင်ခဲ့တဲ့ငញ្ញံပြီးလွတ်လပ်တဲ့ကဘာကြီးတစ်ခုကိုအသက်ဖန်တီးနိုင်ခဲ့ပါတယ်။သူ့ရဲ့ညီမလေးလည်းနိုင်ငံရဲ့ခေတ်သစ်ဧကရာဖြစ်ခဲ့ပြီးသူအမြဲတမ်းမြင်ကျင်ခဲ့တဲ့နိုင်ငံတစ်ခုကိုမြင်ခဲ့ရပါတယ်။အဲ့ဒီအတွက်လူလူကသူ့အသက်အပါအဝင်သူ့မှာရှိတဲ့အရာတွေအကုန်လုံးကိုပိတ်ဆက်ပြီးလုပ်ပေးခဲ့တာဖြစ်ပါတယ်။မူလကလူလူရဲ့ဂေယအစွမ်းကိုအတိတ်ကိုမြင်နိုင်စွမ်းနဲ့လူတယောက်ရဲ့အတွေးကိုဖတ်နိုင်စွမ်းဖြင့်စီစဉ်ထား ားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့လူတွေကိုအမေ့ပေးနိုင်တဲ့အစွမ်းရှိရင်လူစုံမစားဘူးပုံများပြီးပို့ပြီး OP ဖြစ်မယ်လို့ creator တွေဘက်ကတွေးခဲ့တာကြောင့်ပြောင်းလဲပစ်ခဲ့တာဖြစ်ပါတယ်နောက်တစ်ချက်ကစစ်စစ်ရဲ့အတက်က2600လောက်ရှိတယ်လို့ဖော်ပြထားပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမဆုံးခင်ပြောစရာရှိပါတယ်ဒီတလောတွင်ကျွန်တော်စာဝတ်နေအခက်ခဲတွေကြောင့်ပြောရရင်မွဲနေတာကြောင့် donation လေးတောက်ကျင်လို့ပါကျွန်တော်ဗီဒီယိုတွေကိုကြည့်နေတဲ့သူတော်တော်များများကမြန်မာနိုင်ငံကဖြစ်တာကြောင့် YouTube monetization ကပေးတဲ့ပတ်စံကတော်တော်လေးကိုနည်းပါတယ်ကျွန်တော်အလောင်းကစားကြောင်ညာတွေလည်းမထည့်ကျင်တာကြောင့်အခုစီစဉ်ခဲ့ရတာဖြစ်ပါတယ်အခုလိုခက်ကာလာကြီးမှာအကုန်လုံးခက်ခဲနေကြ မယ်ဆိုတာနားလည်ပါတယ်။ဘာသာရေးအနေနဲ့စေတနာရှိတာကိုကြည့်ပေးလို့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပင်းရင်းနဲ့လည်းကြည့်ပေးလို့ရပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့အရင်လိုက်ရန် share လေးနဲ့ကြည့်ပေးတော့လို့ရပါတယ်။နောက်ဗီဒီယိုကြရင်ပြတ်တွေ့ပါမယ်။